Hello အခုဒီနေ့ဗီဒီယိုမှာတော့ညီမအရန်ကြိုက်နေတဲ့ဒီ iPad Pro ကို unboxing လုပ်ပေးသွားပါမှာဖြစ်ပါတယ် unboxing unboxing လုပ်ပေးသွားပါဖြစ်ပါတယ်ဒီ iPad Pro ကတော့ဒီဒီနေ့မှထွက်တာဖြစ်ပါတယ်ဒီနေ့ October 22ရက်မှာသူ launch လုပ်လိုက်တယ်ဒီ iPad ကိုမာထားတာလွန်ခဲ့တဲ့ငါရက်ကမှခဏဖြစ်ပါတယ်ဆိုတော့ဒီနေ့မှပစ္စည်းရောက်တာနဲ့ဒီနေ့ချစ်ချင်းဖောက်ဖို့ဖြစ်ပါတယ်ဆိုတော့အရင်နေရင်ခုံနေပါဘီ 11 inch M5 ဖြစ်ပါတယ်ဆိုတော့ဒီစိတ်ပါဆိုတော့ဒီဒီ Fancy Pro ကတော့ဒီ iPad Pro ဝေးတဲ့ခါမှာလက်ဆောင်ရတာဖြစ်ပါတယ်တကယ်တော့ညီမက AirPod ယူလို့ရတာဖြစ်ပါတယ်ဒါပေမဲ့ AirPod ကရမ်းကြိုက်တယ်ဒါပေမဲ့ iPad ဝယ်တာဆိုတော့ Fancy Pro ကိုဒါလက်ဆောင်နေလဲရတာဖြစ်ပါတယ်ဒီ iPad Pro ကိုလည်းညီမက student card နဲ့ဝယ်တာဆိုတော့

ါတော့2025မှာဖတ်ဖတ်ထားပါတော့ Oh my god တော်လေးပါရောမိုက်တယ်တော်လေးမိုက်တယ်ဒါဒီနေ့မှဖတ်တာဖြစ်ပါတယ်ဝါဘာပါသူရဲ့ပါချက်ကတော့တော်လေးမိုက်တယ် Apple Pencil ကိုလိုချင်ရင် Apple website ကနေ direct မှာဘာလို့ပြောချင်ပါလဲ။ဒီမှာတော့ဒီ direct မလိုက်တာဖြစ်ပါတယ်။ထားတာ။အိုးပြီးတော့ရှိသေးတယ်ဒီမှာညီမရဲ့နာမည်ပါပါတယ်။ iPad ကိုတခါလေးရှင်ပြရမှာပေါ့နော်ဒါ M5 2025 M5 ပေါ့နော်2024 iPad ကဒီမှာဖြစ်ပါတယ်ဒါကတော့ညီမရဲ့အကူရဲ့ iPad ပေါ့နော်ဆိုတော့ဒါ2024ရဲ့ iPad ပြီးတော့ဒါ2025ဟေးဒါ2025ကတော့တော်တော်လေးပေါ့တယ်ဒါတော်တော်လေးလေးလို့ပြောရတယ်ဒါတော်တော်လေးပေါ့တယ်ပြီးတော့ inch ကတော့အတူတူပဲပေါ့နော်ဒါဒါဘယ်လိုပြောမလဲဒါလည်း7ပဲ inch က7ပဲဒါလည်း7ဒါမဲ့ weight အနေနဲ့ပြောရမယ်ဆိုရင်ကနည်းနည်းလေးပို့ပြီးတော့ပေါ့သွားတယ်ပြီးတော့အတူတူပြင်ချရအောင်ပေါ့နော်နော်ဘာမှမကောင်းပါဘူးအတူတူပါပဲဒါမဲ့ဒါကတော့ mm m5 ဖြစ်သွားတယ်ပေါ့နော် ်အဖိုင်နည်းနည်းလေးပို့ပြီးဆက်ကမြန်သွားမယ်အာဘာမှထူး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 ပြောင်းလဲရတော့မရှိဘူးเนาะဒီကတော့အပတ်2024အပတ်ဆိုတော့ရန်ကြိုက်နေပါပြီဒီတော့ဘာဖြစ်လို့ဒီ iPad ကိုပဲလဲဆိုတော့ဒီမှာကစာရေးရတယ်ကြိုက်တယ်ပြီးတော့ဒီဇိုင်းတွေအာသူ့ကောင်းတယ်ပေါ့နော်ထောက်ထောက် design ni creation လောက်ပါကြိုက်တယ်အဲ့ဒါဆိုအဲ့ဒီအတွက်ကြောင့်ပေါ့နော်ဒီ effect ကိုရချင်းဖြစ်ပါတယ် ဈေးကတော့အရင်ကြီးရေပေါ့နော်ဒါပေမဲ့ဟာကိုရမ်းကြိုက်နေတဲ့ပစ္စည်းတစ်ခုထဲမှာပါတယ်ဆိုတော့ကိုရအောင်လုပ်ရတာဖြစ်ပါလိမ့်ဆိုတော့ဒီအပယ်ရခွန်ကြီးကပေါ့နော်ကင်မရာတော်တော်လေးကြီးရေပေါ့နော်ဒါကင်မရာဟုတ်တယ်ဟုတ်ဖြစ်ပါတယ်ဒီအပယ်ရကင်မရာတော်တော်လေးကြီးပါလေဘက်ထရရိုက်နေလို့တော့မထင်ရအောင်